မန္တလေးတိုင်းစင်ကူမြို့နယ်မှာအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကရဲဘော်တွေနဲ့ပြည်သူအချို့အချင်းများခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့လူမှုအပေါ်ဆက်ဆံပြုမှုရမယ်စီကံကျင်းဝတ်တွေချိုးဖောက်ခဲ့တဲ့ရဲဘော်တွေကိုထိထိရောက်ရောက်တတိပေးအရေးယူသွားမယ်လို့စင်ကူမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအော်တိုဘာလ12ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်တဆက်သေးမှာပဲစီကံချိုးဖောက်တဲ့ Starlink Internet ဆက်ပိုင်းရှင်ကိုလည်း ထုတ်ပြန်ချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်းအရေးယူသွားမယ်လို့ဆိုထားပါဗျ။စင်ကူမြို့နယ်တဲကရွာတရွာမှာစည်းကမ်းနဲ့အညီမတုံးတဲ့ Starlink Internet ကိုတည်င်းအရသိမ်းဆဲဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ယောက်ဟာအော်တိုဘားလ17ရက်နေ့ကတွားရောက်ခဲ့ပါတယ်။ဒါပေမဲ့စီကန်းချိုးဖောက်ခဲ့တဲ့အိမ်ကတာဝန်ရှိသူတယောက် ကိုတိုင်လာသိမ်းမှ လက်ခံမယ်လို့ပြောတာကြောင့်စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ညွှန်ကြားချက်နဲ့တာဝန်ရှိသူတယောက်အပါအဝင်ပူးပေါင်းတပ်ဖွဲ့အင်အား12ယောက်ဟာ မုံလွယ်ပိုင်းမှာထပ်မံတောရောက်ခဲ့တယ်လို့ဆိုထားပါတယ်အဲ့ဒီလိုတွားရောက်စင်မှာရဲဘော်တွေနဲ့ပြည်သူတွေအချင်းများခဲ့ပြီးရုံရင်စံခတ်ဖြစ်ခဲ့တာဟာ အော်တိုဘာလ12ရက်နေ့မှာလူမှုကွန်ရက်ပေါ်ကို ပြန့်နှံ့ခဲ့ပါတယ် လေလာချက်အရာတာဝန်ကျရဲဘော်တွေအနေနဲ့ကနဦးကောင်းမွန်စွာရှင်းပြပြီးပြဿနာမဖြစ်ပွားရေးကိုဥတီဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကဖော်ပြထားပါတယ်။ဖြစ်စဉ်နောက်ပိုင်းမှာတော့ရဲဘော်တွေအနေနဲ့ပြည်သူလူထုအပေါ် ပြုမှုဆက်ဆံရမယ်စီကန်းတဲ့ကျင့်ဝတ်ကိုချိုးဖောက်ပြီးစိတ်လိုက်မှန်ပါတုံ့ပြန်ခဲ့တာကို စိတ်မကောင်းစွာ တွေ့ရတယ်လို့အတည်ပြုထားပါတယ်။ စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့မြို့နယ်အတွင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာ သတင်းပေါက်ကြားတာတွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်တာတွေခက်ဆိတ်ဆိတ်ဖြစ်နေတာကြောင့်2025ခုနှစ်မတ်လ16ရက်နေ့ကစပြီး Starlink Internet သုံးတာကိုစီစစ်ကြမ်းမတ်နိုင်ဖို့အတွက်စီမင်းစီကန်းနဲ့ညွန်ကြားချက်တွေကိုထုတ်ပြန်ကြေညာခဲ့ပြီးအရေးယူတာတွေလည်းလုပ်နေတယ်လို့သိရပါဗျ စီမင်းစည်းကမ်းများအဖြစ် စင်ကူးမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားရမှာအချက်9ချက်ပါရှိပြီးအဆိုပါစည်းကမ်းချက်တစ်ခုခုကိုချိုးဖောက်ပါက ပထမအကြိမ်ဒဏ်ငွေ70တိန်ဒုတိယအကြိမ်ဒဏ်ငွေ70တိန်20တတိယအကြိမ်ဆက်ဖြုတ်သိမ်းခြင်းတို့ဖြင့်အရေးယူသွားမယ်လို့ဖော်ပြထားပါတယ်မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူချိန်ကာလတက်ရှောက်မှာ မြမရေးနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးဆရာနာရှင်ကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲတွေကိုညှင်းပယ်ရေးတော်လှန်ရေးအင်အားစုတွေအကြားညီညွတ်ရေးအာဆီယံရဲ့ပြတ်သားတဲ့အရေးယူမှုတောင်းဆိုခြင်းစတဲ့အချက်တွေကိုတော်လှန်ရေးအင်အားစုတွေကအဓိကဆွေးနွေးခဲ့တယ်လို့တော်လှန်ရေးအင်အားစုအဖွဲ့20ကပူးတွဲသတင်းထုတ်ပြန်ပါတယ်မလေးရှားနိုင်ငံသားရေးဝင်ကြီးမိုဟာမက်ဟာဆန်က အော်တိုဘောလ9ရက်မှာနေပြည်တော်ကိုနေချင်းပြန်သွားရောက်ခဲ့ပြီးတော့အာနာသိစစ်ကောင်ဆောင်မင်းအောင်လှိုင်စစ်ကောင်စီဝင်ကြီးချုပ်ဦးညိုစောစစ်ကောင်စီနိုင်ငံခြားရေးဝင်ကြီးဦးတန်းစေတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။နှစ်ကုံပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲကို လေးလာဆောင်ကြည့်သူတွေကိုဆေးလွတ်ပေးဖို့စစ်ကောင်စီကအာဆီယံကိုဖိတ်ကြားခဲ့ရမှာအဆိုပါတောင်းဆိုချက်ကို အခုလကုံမှာကျင်းပမဲ့ဒေသဆိုင်ရာထိပ်သီးအစည်းအဝေးမှာအာဆီယံကဆွေးနွေးသွားမယ်လို့လည်းမလေးရှားနိုင်ငံခြားရေးဝင်ကြီးကပြောပါတယ်။ တစ်ဖက်မှာလည်းမြမအရေးအာဆီယံအထူးကိုယ်စားလှယ်ကအာနာသိန်းစစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးမှုတွေရှိနေကြောင်းတော်လန်ရဲ့အင်အားစုတွေကအသီးပေးထုတ်ပြန်လာတာပါရွေးကောက်ပွဲဟာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခေါင်းစဉ်တက်ပြီးတော့စစ်အုပ်ချုပ်ရေးကိုခိုင်မာအောင်အယောင်ပြလှုပ်ဆောင်တဲ့အတူအယောင်တစ်ခုဖြစ်ပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတိုက်ရိုက်ဆန့်ကျင်နေတယ်လို့လဲဆိုပါတယ်အာနာသိန်းစစ်တပ်ကတော့ လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲပထမပိုင်းကိုကျင်းပမှာဖြစ်ပြီးနိုင်ငံတကာထောက်ခံမှုရဖို့ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေကိုလည်းဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ရခိုင်ဒေသကိုတိုက်ခိုက်နေတဲ့အာဆာနဲ့ ISO အဖွဲ့တွေကိုအားပေးအောင်မြောက်ပြုနေတဲ့ဘင်္ဂလားဒေ့ရှ်နေကြာဆောင်အရာရှိတချို့ကိုအရေးယူပေးဖို့အတွက်အာရခတက်တော် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုထပ်မံတိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အရခနေဆက်တခြားအာဆာအာဆိုအဖွဲ့တွေနေဆက်ဖြတ်ကျော်စစ်ရေးလှုပ်ရှားတာအကြမ်းဖက်မှုတွေလှုပ်ဆောင်ရမှာဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်ဖွဲ့ BGB တပ်အချို့နဲ့အရာရှိအချို့ကကုညီပံပိုးပြီးတွေဝိုက်တိုက်ပွဲဝင်နေကြောင်းအရခတပ်တော် AA ကထုတ်ပြန်ခဲ့ပြီးအဲဒီကိစ္စကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အရေးယူဆောင်ရွက်ပေးဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။ AA ကရခိုင်ဒေသမှာ လက်ကြံမျိုး၃မျိုးကိုစစ်တပ်လက်အောက်မှအလုံးစုံလွတ်မြောက်ရေးအတွက်စီရေနိုင်ငံရေးနည်းလမ်းများဖြင့်ဆောင်ရွက်နေစဉ်အာဆာနှင့်အာအက်ဆိုအဖွဲ့များကဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တခြားနယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့မှယာယီစခန်းများအခိုင်အမာစခန်းများကိုတည်ဆောက်ထားပြီး၎င်းနေရာများမှရခိုင်ဒေသအတွင်းသို့စိတ်ဝင်ရောက်ကာအေအေရဲ့လုံခြုံရေးစခန်းများကိုလျှက်တပြက်ဝင်ရောက်တိုက်ခိုက်ခြင်း ဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှနှောက်ရက်ပစ်ခတ်ခြင်းအရက်သားများကိုတပ်ဖြတ်ခြင်းနဲ့ပြန်ပေးဆွဲချင်းချောက်ခြင်းတို့ကိုယခုရက်များအတွင်ပုံမူလှုပ်ဆောင်လာကြောင်းအေကထုတ်ပြန်ထားပါတယ်။အာစာနဲ့အာဆိုတို့ကတိမ့်စီရမိတဲ့လက်နက်ခဲရန်စစ်အသုံးဆောင်ပစ္စည်းတွေဟာစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်ဘက်မှအကျဉ်းပြတ် BGB အရာရှိတချို့ဟာငွေကြေးရယူပြီးရောင်းပေးတာ ထောက်ပံ့ပေးတာဖြစ်နိုင်တာကို စီစစ်တွေးရှိရတယ်လို့ဆိုထားပါဗျ။ AA နေနဲ့စက်တင်ဘာလ28ရက်မှာကြေညာချက်ထုတ်ပြန်ပြီးအာစာအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့အစွန်းရောက်စစ်သွေးကြွဝါရအားပေးအကျင့်ပြက် BGB မှအရာရှိတချို့အပါအဝင်စစ်သွေးကြွလှုပ်ရှားမှုအပေါ်ထောက်ခံအားပေးနေကြသူအချို့ကိုဘင်္ဂလားဒေ့ရှ်ဂျားဖြတ်အစိုးရက အမြန်ဆုံးဖော်ထုတ်အရေးယူတင်ကြောင်းအသိပေးထားပါဗျ ဘင်္ဂလားဒေ့ရှ်ဂျားဖြတ်အစိုးရကထိန်းချောင်းမှုမရှိနိုင်ပါကနယ်စပ်နဲ့အာဆီယံဒေတာတွင် လုံခြုံရေးတည်ငြိမ်ရေးတို့ကိုပါချိန်ချောက်လာနိုင်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းချိန်ချောက်မှုဖြစ်နိုင်ကြောင်းအေအေကတိုက်တွန်းထားပါတယ်စစ်ကောင်စီဟာတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတယ်။မန္တလေးမိုးကုတ်လမ်းမကိုပြန်ထိန်းချုပ်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် လမ်းကိုယာယီပိတ်ထားလိုက်တယ်လို့မိုးကုတ်ပကဖောက်အဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောပါရယ်စစ်ကောင်စီတပ်ဟာမိုးကုတ်မန္တလေးလမ်းမိုင်းပြန်ရဖို့လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်မှုတွေကိုအ धिक အသုံးပြုတိုက်ခိုက်နေတာဖြစ်ပါရယ်ဒါကြောင့်ခီးသောပြည်သူတွေထိခိုက်မှာစိုးရိမ်နေတဲ့အတွက်အော်တိုဘောလ17ရက်နေ့မနက်ကစတင်ပြီးယာယီပိတ်ထားလိုက်တယ်လို့မိုးကုတ်မြို့နယ်ပကဖောက်အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်မန္တလေးမိုးကုတ်လမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့ တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကမန္တလေးမိုးကုတ်လမ်းနဲ့မိုးကုတ်တပိတ်ချင်းလမ်းခွဲတပိတ်ချင်းမြို့နဲ့ဖော့တော့လမ်းဆောင်အနီးမှာတိုက်ပွဲပြင်းထန်နေတယ်လို့မြေပြင်သတင်းရေးမြစ်တချို့ကပြောပါတယ်။2024ခုနှစ်နှစ်လပိုင်းကစပြီးတော်လန်ရေးအဖွဲ့တွေစိုးမိုးထားတဲ့မိုးကုတ်မန္တလေးလမ်းပိုင်းတလျှောက်ကမတရားစင်ကူတပိတ်ချင်းနယ်အတွင်းကနယ်မြေတွေကိုစစ်ကောင်စီကပြန်လည်ရရှိဖို့စ조사နေတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုအဓိကပြုလုပ်နေပါတယ်။တပိတ်ချင်းမြို့နယ်မှာ တောင်းတက်မတော် TNL အပါအဝင်မိုးကုတ်ဖြူဟာမန္တလေး PDF နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ခံတက်တွေက စစ်ကောင်စီကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။တပိတ်ချင်းမျိုးနဲ့ခုနှစ်မိုင်တက်စခန်းကနေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ဟာအော်တိုဘောလ12ရက်နေမှာတော့ဖော့တော့လမ်းစုံအထိကိုရောက်ရှိလာတာဖြစ်ပြီးတော်လိုင်းရဲ့တပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ဒါကြောင့်ပြင်းလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းစီးရဲအခြေအနေအရ မိုးကုတ်မန္တလေးလမ်းမိုင်းကိုအသုံးပြုခွင့်ခေတ္တပိတ်ထားကြောင်းအော်တိုဘားလ17ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီးပြည်သူတွေအနေနဲ့ခီးတော်လာစရာရှိပါကပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကတော်လာခွင့်ပြုတဲ့အချိန်ထိစောင့်ဆိုင်းပေးကြဖို့မြစ်တာရက်ခံထားပါတယ်ဆက်တွေ့ရေးဥပဒေပုံမှာ66ဂါကြီးဖြင့်အမှုဖွင့်တိုင်ကြားခံထားရတဲ့တမီးဆိုခတက်ကိုကိုကိုဖန်းစီထိမ့်သိမ်းလိုက်တယ်လို့သိရပါတယ် အွန်လိုင်းပေါ်မှာစစ်အရာရှိတွေကိုတိတ်ခကြားစေရန် ပြောဆိုခဲ့တဲ့အမှုဟောင်းတွေနဲ့တိုင်ကြားခံခဲ့ရတဲ့အမေရိကန်နိုင်ငံသူသမီးဆိုခတက်ကိုကိုကိုရန်ကုန်လေစိမ်းမှာဖမ်းဆီးခဲ့ပြီး ပြည်ဦးလွင်ရဲစခန်းကိုပို့ဆောင်มาဖြစ်တယ်လို့သိရပါဗါအော်တိုဘာလ12ရက်နေ့နနက်9နာရီမိနစ်30ခန့်အချိန်မှာအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းခရီးစဉ်အမှတ် AM 335ဖြင့် ရန်ကုန်လေစိတ်မှထိုင်းနိုင်ငံတူဝနာဘူမိလေစိတ်ကိုထွက်ခွာမဲ့တမီဆိုကိုစစ်တပ်ကရန်ကုန်လေစိတ်မှဖမ်းဆီးခဲ့ကြောင်းတမီဆိုကို ပြင်ဦးလွေမှဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးဖြင့်အေတင်ကို ဆိုသူက အမှုဖွင့်ထားကြောင်းစစ်တပ်မှအရာရှိများကိုတိတ်ခါကြာဆင်းစေရန်ပြောဆိုထားသောလူမှုကွန်ရက်မှဗီဒီယိုဖိုင်များကိုလည်းစစ်တပ်ထံသို့ပေးပို့ကာဆက်လက်တိုင်ကြားထားသဖြင့် အမှုများထပ်မံဒေါ်လာနိုင်ကြောင်းသိရှိရပါတယ်။သမီးဆိုကအွန်လိုင်းမှာအေတင်ကိုလို့လူသိများတဲ့အမျိုးသမီးနဲ့ပြဿနာဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီးရန်ကုန်လေစိမ့်မှပြန်လည်ထွက်ခွာစဉ်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ဆီအဆုရဲ့အကြမ်းဖက်မှုတွေကြောင့်2025ခုနှစ်စက်တင်ဘာလအတွင်းမှာအမျိုးသမီး58ဦးသေဆုံးခဲ့ပြီး ဲ့ဒီထဲမှာကိုဝင်ဆောင်မျိုးသမီးတဦးနဲ့အသက်16နှစ်အောက်ကလေးငယ်၃ဦးပါဝင်တယ်လို့မြမအမျိုးသမီးတမက BWU ကအော်တိုဘောလ10ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီး48ဦးနဲ့36ဦးဟာဆဲအုစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီးကျန်တဲ့သူတွေဟာလက်နက်ကြီးပစ်ခတ်မှုမတရားတပ်ဖြတ်ခံရမှုကြီထိမှန်မှုပြိပခါနဲ့ဆက်နွယ်နေတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါရယ် ဒါအပြင်အမျိုးသမီး58ဦးဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီထဲက32ဦးကတော့လေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ဖြစ်ပြီး9ဦးကတော့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်ကောင်း2ဦးကတော့မြေမြုံမိုင်းကြောင့်ဖြစ်ပြီး15ဦးကတော့ပရိပခနဲ့ဆက်နွယ်နေတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်ဖြစ်တယ်လို့သိရပါတယ်။စကိုင်းတိုင်းဒေသကြီးဟာစတင်မလာအတွင်းအမျိုးသမီးတေဆုံမှုအများဆုံးဖြစ်ပွားတဲ့ဒေသဖြစ်ကြောင်း BW ရဲ့မှတ်တမ်းတွေကဖော်ပြပါရတယ်။အဲ့ဒီထုတ်ပြန်ချက်အရာ စေအိုစုဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာနာသိမ့်မှုဂျိုးပန်းချိန်ကစတင်ပြီး9နှစ်နီးပါးကာလအတွင်းဆရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်အပေါ်အမျိုးမျိုးသောရာဆွေးမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်လျက်ရှိတယ်လို့သိရပါဗျ။ဒီချက်လက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာတွေကတဆင့်ရရှိစုဆောင်းထားတဲ့ကိန်းဂဏန်းတွေဖြစ်ပြီးလလန်းမမီတဲ့မြေပြင်အချက်လက်တွေကဒီထက်ပိုပြီးရှိနေနိုင်တယ်လို့သိရပါဗျ။